ဟိုနေ့ကပြောရတဲ့အတိုင်းပုံမြင်တစ်ပုတ်ပြောမယ်ဗျာဒါကတော့ဒုတိယမြောက်ပုံမြင်အဲ့တော့ပုံမြင်ရဲ့နာမည်ကဒကာဖမ်းမဲ့ပညာရှင်ဆိုတဲ့ပုံမြင်ပဲဖြစ်တယ်ခုရှိရှိရတက္ကသိုလ်ပြီးမှဒိတာပါမခဆရာကြီးတစ်ပါးရှိတယ်ဆိုတော့ဆရာကြီးစီမှာအတိုင်းတိုင်းပြည်ပြည်ကမိကြီးမင်းသားတွေလာပြီးတော့ဟွန်းတက်ဆိုင်ရဘာသာရက်တွေပေါ့တင်ကြကြတာ1837ရက်ထဲကအစုံလဲဖြစ်ရှင်ဖြစ်မယ်ကိုတင်ရင်လည်းဘာသာရက်နှစ်ခုသုံးခုလည်းဖြစ်ရှင်ဖြစ်တော့ပေါ့အဲ့လို subject တွေနဲ့လေ့လာတင်ကြတာ အဲဒီချိန်မှာထူးထူးဆန်းဆန်းចောင်းသားတစ်ယောက်ကသူမေဂျာတစ်ခုပဲယူတယ်။သူယူတဲ့မေဂျာဘာလဲဆိုတော့တော်ယုံတော်ယုံလူတွေဘယ်သူမှမယူတဲ့မေဂျာမျိုး။အဲ့ဒါဘာလဲဆိုတော့သူကနဂါးဖမ်းမဲ့ပညာကိုသူကသင်ခိုင်းတာ။နဂါးဖမ်းမဲ့ပညာသင်ခြင်းနဲ့ဆိုတော့ဆရာကြီးကလည်းမင်းတရားစင်စာနဂါးဆိုတာကဒဏ္ဍာရီလာတတဝါဖြစ်တယ်။မင်းတို့ငါတို့လည်းတရားမြင်ဘူးတာမဟုတ်ဘူး။ဒါပေမဲ့ရှိတယ်ဆိုတာကလည်းဗဇက်ရဆိုလည်းဖြစ်ခြင်းဖြစ်မယ်။တကယ်ရှိတာလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့။အဲ့တော့ ဖန်တဲ့ပညာငါအသိမေးလို့ရတယ်ဒါပေမဲ့ငကားဘက်မှာရှိလဲမရှိလဲဆိုတော့ငါလည်းသိအဲငကားတကယ်မိမယ်မမိမယ်မမိဘူးဆိုတော့ဒါလည်းပြောမနိုင်ဘူးပေါ့နော်ဆိုတော့ရတယ်ဒီမင်းသားကလည်းသူများထက်ထူးနဖူးဟိုဟာဆိုတော့သူမျိုးလည်းဖြစ်ရှင်ဖြစ်မှာပေါ့ဒါမှမဟုတ်လည်းသူများနဲ့မတူကျင်တာလည်းဖြစ်ဖြစ်မှာပေါ့သူငကားဖမ်းပြီးလို့ရှိရင်ဒါသူတပွဲတဲ့နဲ့တချီတဲ့နဲ့တနိုင်ငံလုံးရဲ့အသေးဆိုင်ကိုလှုပ်ကြိုက်နိုင်တယ်ဆိုတော့အားမျိုးလည်းရှိကျင်ရှိမှာပေါ့ဆိုတော့သူထူးထူးစဉ်းစားမယ် ရတဲ့ဆရာကြီးကျွန်တော်ငကားဖမ်းမဲ့ပညာသာသင်ပေးပါကျွန်တော်ငကားပဲဖမ်းညင်တယ်အဲကျွန်တော်ကြားရတဲ့ကြောင်နေဖမ်းဘူးကောနော်ကြောင်ကြောင်ဖမ်းတာတို့ကြားဖမ်းတာတို့အဲ့ဒီတည်းစတာလားမသိဘူးဆိုတော့အဲ့တော့သူကငကားပဲဖမ်းညင်တယ်ဆရာကြီးကလည်းဘလို့မှဖြောင်းဖြားလို့လည်းမရဘူးကောနော်နားလည်းအောင်ပြောလို့လည်းမရတဲ့အတွက်ဆရာကြီးအေးဟုတ်ပြီမင်းဒီလောက်ငကားဖမ်းညင်နေရင်တော့ငါငကားဖမ်းပြီးသင်ပေးမယ်ဆိုတော့အမအဲဒီတက္ကသိုလ်ပြီးမှသူ့ကိုငကားဖမ်းပြီး ဘာသာရက်ကိုတင် जा ပြလိုက်တယ်ပေါ့အချိန်အတိုင်းတာတစ်ခုတည်းသူတင်ပြီးတဲ့အချိန်မှာသူကဆရာကြီးကလွှဲရင်ဒီငကားဖန်နဲ့ပညာရက်ကိုတတ်တာဆိုလို့သူတယောက်ပဲရှိတော့တယ်ဆိုတော့သဘောမျိုးဖြစ်နေတာပေါ့သူတန်းပြီမှာကျောင်းသားထဲမှာဆိုလဲဘယ်သူမှအဲ့ဒီမေဂျာရက်မေဂျာကိုစိတ်မဝင်စားဘူးအဲမယူလည်းမယူကြဘူးနော်ဆိုတော့ဟုတ်ပြီဆိုတော့သူကအဲပြီးလဲပြီးရောတိုင်းတိုင်းအပြည်ပြည်ကိုပြန်ကြတာပေါ့ပြန်သွားပြီးတော့သူကလည်းအတက်တရုံနဲ့ပြန်လာခဲ့တာပေါ့တခြားကျောင်းသားလိုပဲပွဲရလာခဲ့ပြီဒီ အတက်ပညာနဲ့ဒီပွဲနဲ့ငါလုံးလုံးစားမယ်ဆိုပြီးတော့အဲသူကအဲငကားဖမ်းမှုစတင်တော့ပေါ့အားအချိန်မှာအယွေကလည်းကောင်းစိတ်အားတက်ကြွမှုကလည်းအမြင့်ဆုံးအချိန်ကြီးရောက်နေတော့အဲဘာဖြစ်လဲဆိုတော့ကုလူကဖမ်းမယ်မိုးလင်းတာနဲ့အဲသူလိုအပ်တဲ့ပေါ့နော်အပိုက်ကွန်နေဘာတွေစသဖြင့်အဲသူလိုအပ်တဲ့လေးများလှန်လှန်တန်ဘာညာတွေပေါ့သူဆရာကြီးဆရာနေငကားဖမ်းမှုလိုအပ်တဲ့ပစ္စည်းတွေပါသူက အဲဒီဒီ accessory တွေပါသူအကုန်လုံးဝယ်လာပုံရပါတော့ဆိုတော့သူငကားရှိမယ်လို့ယူဆရတဲ့အဲရှေ့ရခင်အစင်းအစင်းအဆက်ဆက်မှာလဲဒီနေရာတွေမှာငကားရှိခဲ့တယ်ငကားတိုက်ဆက်တို့ပါတို့စသဖြင့်ပေါ့နော်ငကားရှိမယ်လို့ထင်ရတဲ့မြစ်ကန်တပေးသူကမိုးလင်းတာနဲ့တွားပြီးတွားဆောက်အောင်ငကားပေါ်ရနဲ့ဖမ်းမယ်ဒီငကားဘယ်အချိန်ပေါ်မလဲပေါ်ရနဲ့ ဖမ်းမယ်။ तू ကဘာဖြစ်ဆိုငကိုတွေကငကားဖမ်းနည်းပညာကို तू ကတစ်ဖက်ကန်ခတ်ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုတော့သဘောရှိတာ哦။အဲ तू ကို तू confident level so high confident level so high तू ကလောင်းရပဲဖမ်းမယ်မိမယ်တစ်ချိန်ချိန်မှာမိရမယ်မိရင် तू နာမည်ကြီးပြီဆိုတော့မျော်လင့်ချက်နဲ့ပဲ तू ကငကားဖမ်းဖို့စောင့်နေခဲ့တယ်။ဒီလိုနဲ့နေ့အတိုင်းသွားတယ်ဒါကရအရေးရအောင်မတွေ့ဘူးပေါ့နော်အရေးရအောင်လည်းမတွေ့ဘူးဘာဆိုဘာမှမတွေ့ဘူးအဲ့တော့ အဲဒီလိုပဲစရင်စရနေနည်းနည်းလေးနှစ်ကာလကြာလာတာပေါ့အဲ့တော့ तू ပညာတက်တင်တဲ့ချိန်မှာ तू ရှိရင်လဲ16နှစ်သား18နှစ်သားလောက်ရှိမှာဘယ်လိုစရင်စရနေအသက်20ကျော်လာဒါပေမဲ့ तू ဇွဲမလျှော့ဘူးအဲ့တော့အဲကြာလေး तू ဒီဟိုအသက်ရွယ်တစ်ခုရအဲနည်းနည်းတတိငယ်ငယ်ရင်းကြကြလည်းဖြစ်လာပြီအဲခွန်အားတွေပါတယ်လည်းပို့ပြီးတော့အရင်အထက်စရင်အပြည့်စုံလာပြီဆိုတော့အဲ့တော့သူ့ကိုယ်သူယုံကြည်မှုကပိုရှိလာတယ်အဲ20ကျော်ပိုင်းမှာ तू က နဂါဖမ်းမယ်ဆိုတာနဂါကဟိုကျွန်တော်တို့ဟိုမမူတို့ရုံးမရှင်းလို့ဖမ်းတယ်လို့မဟုတ်လေနော်တွေးကြရနေရမှာအဟိုနေ့တိုင်းလွတ်လွတ်ကူနဲ့ဖမ်းလို့ရတဲ့အရာမျိုးမဟုတ်တဲ့အတွက်ရတယ်ဒီဟာဒီနှင်း20ဖောက်ဘူးအနှစ်30လဲမဆောက်ရှင်ဆောက်ရမယ်အနှစ်30ဆိုနောက်ထပ်အဲ10နှစ်လောက်လဲသူဆောက်ရှင်ဆောက်အောင်လို့စသဖြင့်ဒီလိုမျိုးနဲ့တင်သူကအဲနဂါဖမ်းမှုထွက်တယ်စောင်းတယ်နဂါကတော့ပေါ်မလာဘူး အဲ့တော့အသက်30ကျော်လာတယ်အသက်30နဲ့40ကျားရလာတယ်တွားတယ်စောက်တယ်ငကားတော့ပုံလာပြန်ဘူးအဲ့လိုနဲ့နေနေနဲ့သူ့အသက်ကတဖြည်းဖြည်း50 60ဖြစ်လာတယ်နော်အဲ့တော့ဟိုဟိုမျက်နှာတွေလည်းအဲဒီပြင်းနေရည်တွေနည်းနည်းတွန်းစားပြုတ်လာပြီးသပင်ဖြူလေးတွေလည်းခေါင်းမှာတစ်ချောင်းစားနှစ်ချောင်းစားထွက်လာပြီးအဲမျက်လုံးတွေလည်းနည်းနည်းမှုန့်ညင်လာပြီးအသားရည်တွေလည်းနည်းနည်းပြင်းနေရည်တွေလည်းတွန်းကျင်လာပြီးဒီတော့လှုပ်ရှားမှုတွေလည်းတဖြည်းဖြည်းလေးကန်လာပြီး ဒါပေမဲ့ယုံကြည်မှုကတော့လုံးဝမပြတ်ဘူးတန်ဓိဋ္ဌာန်ကတော့ငကားဖမ်းမဲ့တန်ဓိဋ္ဌာန်တပြားသားမှမချုပ်ဘူးဟုတ်ပြီအဲ့လိုနဲ့နေနေတဲ့သူကအဲသွားသွားတွေလည်းတဖြည်းဖြည်းကျိုးလာပြီးစပင်းတွေလည်းနေရများများဖြူလာပြီးအသားရည်တွေလည်းတွဲလာပြီးအသက်က60ကျော်80ဝန်းကျင်ဖြစ်လာပြီးငကားမရှိဘူးပေါ့နော်ဒီလိုနဲ့နေနေတဲ့သူကစိတ်ကိုတော့မချုပ်ဘူးဘာဖြစ်လို့ဆိုတော့သူတက်တာလေဒီငကားဖမ်းတဲ့ပညာတစ်ခုပဲသူတက်တာဆိုတော့သူဒါပဲလှုပ်စား မဲ့အဲဟိုအသက်ကြီးမှကံပေါ်လို့ငကားမင်းလဲဟိုဥစုံမလို့မနီးလို့အအသက်60ကျော်မှမင်းသားဖြစ်တယ်ဆိုတဲ့သဘောမျိုးပေါ့သူလဲအသက်ကြီးမှဆန်းထားရင်ဘယ်လိုလုပ်မလဲပေါ့ဒီငကားကျွန်တော်တို့မှလူမှုကွန်ရက်မှဆိုလဲတွေ့တယ်လေအဲဒီဘက်ကစိန်တူတူဝင်းနဲ့စိန်ကိုရောက်ဖို့လက်ရကန်အလိုမှမမတူးနိုင်လို့အားလျှော်လိုက်တယ်ဆိုတာမျိုးပေါ့နော်ဒါတော့ပုံမြင်ထဲမှာတော့ဟိုဓာတ်ပုံအကြည့်ထဲမှာလဲဟိုကြည့်ကောင်းရေးတာပေါ့တကယ်တော့ဒါသာဒီလက်ရကန်မှာပဲကြံတော့တယ်လို့ ပြောတာလေတကယ်သူဆက်တူနေရောဘလောက်ဘလောက်ထိရှိအောင်လဲဆိုတာဘသူဘသူကသိနိုင်မှာလဲဟုတ်တယ်လားဆိုတော့အဲ့လိုအဲ့လိုမျိုးတော့ရှိတာပါဗျာအဲ့တော့ကျွန်တော်ကတော့ဟိုလွယ်လွယ်နဲ့လက်လျှော့စေချင်လို့ပြောတာတော့မဟုတ်ဘူးဗျာဒါဟိုထက်တွေးကြည့်လို့ရတဲ့နေရာပြောပြတာအဲအဲ့လိုနဲ့ပဲအဲအသက်တွေတာကြီးသွားတယ်နောက်ဆိုသူအိုမင်းမဆွမ်းဖြစ်သွားပြီးတော့သူလကားလည်းမမိလိုက်ဘူးဗောဗျာအသက်လည်းကြီးသွားတယ်သူအဲ့ချက်မဲ့သူနောင်တရရချင်းလည်းရနေမှာဗောနောက်ဆုံး သုံးပါးသားတော့ဘောအဲ့တော့တေတဲ့အထိဒီလူကငကားဖမ်းမယ်ဆိုတော့အလုတ်ကိုပဲအဲယုံကြည်ချက်တစ်ခုတည်းနဲ့သူဇောက်ချလုတ်သွားတာပေါ့အဲ့တော့အဲ့တော့လုတ်တစ်ခုတည်းဇောက်ချလုတ်တာမကောင်းလားဆိုတော့ကောင်းတဲ့အတ္တချက်တွေလည်းရှိမှာပေါ့နော်ညဆိုဒီလူတေသွားတယ်ပေါ့အဲ့တော့သူကဒီငကားဖမ်းမယ်ပညာကိုလည်းကြိုးကြိုးစားသင်ခဲ့တယ်သူစိတ်ထဲမှာလည်းငကားကိုမိမယ်ဆိုတော့ယုံကြည်ချက်ပြင်းထန်တယ်သူကိုယ်သူလည်းယုံကြည်မှုရှိတယ်တရားမပြတ်ဘူးပေါ့နော်သူဟို သူဒီနဂါးတော့သွားဆောက်ခဲ့တယ်ဗောမြေကန်နဘေးမှာနေမကောင်းလို့ဖြားတဲ့ရက်သွားချင်မှသွားမှာဗောဗျာလေကြီးမိုးကြီးတိုက်တဲ့ရက်မျိုးဟိုမိုးကြီးလေကြီးရှိနေတဲ့ရက်မျိုးလည်းသူသွားချင်မှသွားမှာဗောနောက်ဆုံးတည်သွားတယ်ဗောဗျာတည်သွားတဲ့အထိနဂါးလည်းမမိသွားဘူးဗောအဲ့တော့ပုံမြင်လေးကတော့ဒါပဲဗောအဲ့တော့ဒီပုံမြင်ကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာတင်ငန်းစာတွေရလိုက်ကြလဲဗောဒီပုံမြင်ကတော့ကျွန်တော်တို့ဘယ်လို message မျိုးပေးလဲဗောဆောစောကျွန်တော်ပြောခဲ့တဲ့အချိန်မှာသူယုံကြည်ချက်ကမှန်ကန်တယ်သူရဲ့စိတ်အားထက်သန်မှုလည်းမှန်ကန်တယ် သူ့ရဲ့ဇွဲလုံးလာဝရိယကလည်းမှန်ကန်တယ်ကောင်းမွန်တယ်ဗောနော်အဲ့တော့ဘာမှားသွားလဲဆိုတဲ့ဟာပေါ့အဲ့တော့ဘာမှားသွားလဲဆိုတဲ့ဟာကအဲ तू တင်တဲ့ဘာသာရက်ကပြောမယ်ဆိုကျွန်တော်တို့အဲအစည်းအဝေးစကားနဲ့ပြောရင် market မရှိတဲ့ဘာသာရက်ဖြစ်နေတယ်ဗျာအဲတချို့တွေလည်းကြုံမှုမယ်တချို့ဒီနိုင်ငံရေးချာမှာဘွဲအမြင့်ကြီးယူလာတယ်อืมပြီးတော့မြန်မာပြည်အဲ့ဒီဘွဲနဲ့ဘာမှလောက်စားကန်စားလို့ မရဘူး။ तू ကလည်းနိုင်ငံခြားမှာသွားနေမနိုင်ဘူးဒါမှမဟုတ်လဲသွားနေလို့မရတဲ့အခြေအနေရှိကောင်းရှိမှာဗျာသူမိသားစုအခြေအနေပါညာအခြေအနေရှိမှာအဲ့တော့သူဒီမှာပြီမှာပဲဘွဲကိုတော့ကောင်းကောင်းမွန်မွန်ကြီးရတာလေလူရိုးသူရှင်ရိုးတွေရတာလေဒါပေမဲ့သူ့ဘွဲကမြန်မာပြည်မှာလှုပ်စားလို့မရတဲ့အတွက် तू ကအဲ तू ကျွမ်းကျင်တဲ့ဘာသာရဲမဟုတ်တဲ့တခြားအတတ်ပညာတွေ तू တခါထက်ထက်တင်ရတယ်အဲ့တော့အချိန်ကြီးထက်ကုန်တယ်အဲပြီးလို့ရှိရင်အဲ ဟိုတက်ထတာတခုတက်မှုဝမ်းကြောင်းပြုနေရတာတခုဖြစ်တဲ့အတွက်သူ့ဝါဒနာနဲ့အဲမကိုက်ညီတဲ့အတွက်သူ့ရဲ့အောင်မြင်တိုးတက်မှုကလည်းအဲအချိန်နေတခုလောက်မှာပဲရှိရှိနိုင်တာပေါ့တချို့ပညာရတ္တိတွေ လက်တွေ့အတုံးမဝင်ဘူးလက်တွေ့နဲ့ပဲမှာအတုံးမဝင်ဘူးကိုလက်ရှိရှိနေတဲ့အဲပတ်ဝန်းကျင်နဲ့အဲမကိုင်းညီဘူးဒီအတွက်ဈေးကွက်မရှိဘူးလုံးမဲ့ဆိုရင် ဖြစ်နိုင်ကြည်တွေဖြစ်တန်ဆွမ်းတွေကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုတယ်အဲ့လိုမှမဟုတ်ပဲねကျွန်တော်တို့အဲဆက်ရထက်သက်မှုတစ်ခုတည်းနောက်ကိုလိုက်ပြီးတော့လုံးလို့ရှိရင် အမားတွေအများကြီးရှိနိုင်တယ်တချို့တကယ်ပညာရှိသတိဖြစ်ခဲ့ဆိုတဲ့စကားအတိုင်းပေါ့နော်အဲပညာရှိတွေတောင်မှအဲတစ်ခါတလေအတွေ့ လွန်သွားတာတို့အတွေးချော်သွားတာတို့တတိတစ်ချက်လွတ်သွားရဲဆိုတဲ့အစီအမအမိုက်တွေမှားနိုင်တယ်ကျွန်တော်တို့အရှိမလဲတကယ်အဲဒီလိုမျိုးလူတော်တွေအဲလုံးဝပြုတ်ပြုတ်ပြုံးသွားတယ်တချို့ဆိုအဲစိတ်တက်ခိုင်မာတဲ့အတွက်ပြန်ထလာနိုင်တယ်ခဏခဏလေးတယ်ခဏခဏထတယ်ဆိုတဲ့သူတွေလည်းရှိတယ်အဲ့တော့ဟိုတကယ်ကိုဟိုတွက်ကိန်ကောင်းတယ်အဲအဲနိပညာတိုးတက်တယ်အစင်းမြင့်တယ်ဆိုတော့ group light လောက်တဲ့ အဖွဲ့အစည်းနဲ့အသင်းနဲ့လုပ်တဲ့သူတွေတောင်မှတခါတလေကြာရင်ခေါင်းအများကြီးနဲ့လုပ်တော့တော့ပြူလဲရသေးတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့အဲ့တော့ပြောချင်တာကကိုနဲ့ကန့်ညီမဲ့ကိုပတ်ဝန်းကျင်နဲ့လည်းကန့်ညီမဲ့ပညာရက်မျိုးပေါ့နော်ဒီပညာရက်မျိုးနဲ့အဲကျွန်တော်တို့တင်ကြားပြီးတော့ဒီပုံမှာတော့တချို့ဟာတွေကဝါသနာမပါဘဲနဲ့ မလုတ်ချင်ဘူးဆိုပေမဲ့တခါလေကြာလည်းလုံရင်လုံနဲ့အဲဆက်ရထက်သက်မှုပိုရှိလာပြီးတော့ဝါသနာပါသွားကြတာလည်းရှိတာပေါ့နော်တချို့အရင်တော့ဟုတ်တယ်ဒီအလောက်ကကျွန်တော်လုံအောင်ဝါသနာမပါခဲ့ဘူးအချိန်တွေတစ်ခုရကျွန်တော်လုံရင်လုံရင်နဲ့တကယ်ဝါသနာပါတယ်လို့ထင်ခဲ့တဲ့ဟာကိုအဲ့ဒီချိန်မှာပြန်လုတ်ခိုင်းမလုတ်ချင်တော့ဘူးကိုဝါသနာမပါတော့ဘူးလို့ထင်တဲ့ဟာတွေတကယ်တမ်းမှာကိုဝါသနာပါတဲ့အရာတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်မှာတခါတလေကြာကျွန်တော်တို့မှာအဲဘယ်ဟာကိုဝါသနာပါလို့ပါမှမသိဘာဖြစ်ချင်လို့ဖြစ်ချင်နေမှာမသိဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအဲအဲ့လိုမျိုးနှစ်ပေါင်းများစွာအဲအဲ့လိုတွေပေါ့ဒီခေတ်စကားနဲ့ပြော လမ်းပြောက်တယ်ပေါ့နော်။သာအသာပေါ့တော့အဲ့အဲ့လိုနေဖြစ်ခဲ့ဘူးတဲ့။ပြန်ချုပ်ရရင်တော့ကျွန်တော်တို့အနေနဲ့တစ်ခါတလေကြရင်ဒူဒီမှာသူ့ရဲ့ survivor ဆိုတာရှိတာပေါ့နော် ကျွန်တော်တို့အတမှုဝမ်းကြောင်းအတွက်ကျွန်တော်တို့ရေချေရက်တီဖို့အတွက်တခါတကြရင်မလုံချင်ပဲလှုပ်လိုက်ရတဲ့အလုပ်တွေရှိတယ်ကိုဝါသနာမပါပဲလှုပ်လိုက်ရတဲ့အလုပ်တွေရှိတယ်ဒါပေမဲ့တမအားစီကကြာပြီးတော့လှူတာပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့တွေပညာသင်ကြားတဲ့အခါမှာကိုနဲ့ကိုက်ညီမယ်ကိုလည်းဝါသနာပါတယ်အဲဒါပေမဲ့စစောလို့ကိုပတ်ဝန်းကျင်မှာဒီဟာကပြန်ပြီးကျွန်တော်တို့ apply လုပ်လို့ရလားဒီ ပညာနဲ့ကျွန်တော်တို့တတ်မှုဝန်ကြောင်ပြုလို့ရလားဝင်ငွေရှာလို့ရလားအဲရေရှည်ကိုရဲ့မိသားစုကိုပြန်ကြည့်နေရတဲ့သူတွေကိုဟိုကိုပညာနဲ့အထောက်ပံ့ပြုနိုင်လားစသဖြင့်ဒါတွေကိုကျွန်တော်တို့ဟိုအများကြီးတွက်ဆတာဖို့လည်းလိုတယ်ပေါ့နော်ကိုလှုပ်ချင်တယ်လှုပ်လိုက်တယ်အဲဆိုပါစို့ဟိုကျွန်တော်တို့ဆိုဟိုအလောက်ခွင့်မှာကြုံရတယ်အဲတခါလေကျရင်ဥပမာဆိုပါစို့ဗျာအဲမျိုးမှမဟုတ်ဘူးဂျွာကအဲဂျွာသားတွေကိုဥပမာကျွန်တော်တို့ကတတ်မှုဝန်ကြောင်မှု သင်တန်းတစ်ခုပေးမယ်ဆိုပါစို့အဲ့တော့ဘယ်လိုသင်တန်းနေပေးမှာလဲသူတို့ကဒီဘက်ကိုမေးမယ်ဒီဘက်ကလည်းမေးမယ်ဘယ်လိုသင်တန်းနေလိုချင်လဲအဲ့တော့ဘယ်လိုသင်တန်းနေလိုချင်လဲဆိုတော့ကျွန်တော်တို့ဟိုသူတို့စိတ်ကူရမှာသူတို့စိတ်ကူရမှာသင်တန်းနေအများကြီးရှိနေနိုင်တယ်အဲ့တော့တချို့ကသဘင်ညက်ပညာသင်ရှင်နဲ့တချို့မိဆက်ပညာသင်ရှင်နဲ့တချို့ပိုက်ဆက်ပညာသင်ရှင်နဲ့တချို့ကပညာလက်သမားသင်ရှင်နဲ့တချို့ကဇပင်ညှတာသင်ရှင်နဲ့တချို့ကကိမုတ်ဖုတ်တာသင်ရှင်နဲ့ အဲစသဖြင့်တင်ညင်နေဟာတွေအများကြီးဒါပေမဲ့တခုရှိတာအဲတဘောရွာသားအယောက်20ကိုကျွန်တော်တို့ကတင်နန်းပေးမယ်ဆိုရင်သူတို့အများဆုံးဝါသနာပါတဲ့အဲလုပ်ငန်းပေါ့နော်ဘာသာအဲဘာသာရဲ့သူတို့အများဆုံးဝါသနာပါတဲ့တင်နန်းမျိုးဘလို့တင်နန်းမျိုးဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီ priority တွေကျွန်တော်တို့ယူရတာပေါ့ဥပမာဆိုဟိုတကယ် priority 1 2 3ဒါမျိုးထုတ်ဒါမျိုးထုတ်ချင်ထုတ်မှာပေါ့နော်ဆိုတော့ လူအယောက်20ရာတင်တဲ့20လုံးဘယ်သူမှစီစဉ်ပြီးလို့မရဘူးအဲ့တော့အဲ့ဒီအယောက်20ထဲမှာမှဆိုပါစို့အဲဒီဒီ3မျိုးထောက်ရင်တော့မှဒီ3မျိုးမှနံပါတ်1ကတော့အဲတဘော12ယောက်ဖြစ်မယ်အဲနံပါတ်3ကတော့4ယောက်ဖြစ်မယ်ဒါမျိုးလည်းရှိရင်ရှိမယ်ကြာအဲ့တော့အများဆုံးကတော့လူစိတ်ဝင်စားမှုများတဲ့ဟာကိုပထမဆုံးစဉ်းစားတာပေါ့ဒါပေမဲ့တခုရှိတာဆိုပါစို့သူတို့ကမှဆိုင်ကပြင်ဆိုင်ကပြင်နဲ့အဲတင်တန်းတောင်းတယ်ဒါမှမဟုတ်လို့ရှိရင်ဖုန်းပြင်နဲ့တင်တန်းတောင်းတယ် ဒါပေမဲ့အဲ့ဒီရွာမှာဖုန်းကင်တဲ့လူဦးရေဘယ်လောက်ရှိမှလဲဒါဒါတွေကျွန်တော်တို့ထည့်တွက်ရထည့်စင်စားရတာပေါ့ဟိုမှာဆိုင်ကယ်ပြင်တင်တန်းတောင်းနေဆိုရင်ဟုတ်ပြီကျွန်တော်ဒီအယောက်20လုံးကျွန်တော်ဆိုင်ကယ်ပြင်ပြီးတင်တန်းပေးလိုက်မယ်ဒီအယောက်20ကရွာမှာဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီရွာသားဦးရေဘယ်လောက်ရှိလဲဆိုင်ကယ်စီးနိုင်တဲ့ဦးရေဘယ်လောက်ရှိလဲအဲ့တော့သူတို့စီးနေတဲ့ဆိုင်ကယ်တွေကဘယ်လိုအမျိုးအစားတွေလဲဘယ်လောက်ကြာမှတစ်ခါပြတ်တတ်တဲ့ဟာလဲအဲ မတမကြတော့ပြက်လေးပြက်ထားရှိတယ်အဲ့ဒါဟိုအကြီးစားတွေလားအသေးစားတွေလားအဲ့ဒါမျိုးပြင်ဘလောက်ရမှာလဲစသဖြင့်အဲဒါမျိုးတွေလည်းထည့်တွဲရတာဗောနောအဲ့တော့ဟိုသဗ္ဗညတ်တမားဆိုတဲ့လိုပဲအဲ့တော့လူ20လုံးသဗ္ဗညတ်ဆိုင်ဖွင့်ညင်းတယ်ဆိုရင်သဗ္ဗညတ်ဆိုင်နေဖွင့်ပြီးရင်20လုံးမှာရောဟိုဟိုသူဒီ customer ကရှိအောင်မအောင်ဒါမျိုးတွေ အဲ့တော့အများကြီးရှိတယ်ဗျာအဲ့တော့ထဲစဉ်းစားမယ်ဆိုစဉ်းစားစရာအများကြီးရှိဟိုရွာလိုနေရာမှာဒါရွာလေးဟိုဟာဖြစ်ပြီးပြောတာမဟုတ်နော်ဟိုတခုရှိတာဟိုဖြစ်ဟိုဖြစ်နိုင်ချေကိုပြောတာဗျာဥပမာရွာလိုဒီသားမျိုးဆိုရင်တို့မှမြန်မာမုတ်တွေတို့ဒီဒီတို့ပါးစပ်နဲ့ယင်းနီးနေတဲ့မုတ်မျိုးတွေပဲတို့ပိုစားလေးစားတာရှိတယ်ဗျာအဲ့ဒီမှာသွားပြီးတော့ရွာမှာဟိုကိမုတ်ဖုတ်ရအောင်မယ်ဆိုရင်ဟိုဂျီရိုနဲ့လောက်ရအောင်မယ်ဆိုရင် စိုင်တဖွင့်မယ်ဆိုရင်ရွာသားတွေဒါနေ့တူကစားတဲ့အစားအစာဖြစ်ပါမလားအထူးဆန်းလို့တို့စားရင်လည်းခဏ ဖြစ်ခြင်းဖြစ်မယ်ဥပမာမွေးနေ့ရှိလို့ဟိုကိမ့်မုံမှားတယ်ဆိုတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာဒါပေမဲ့နေ့တူကမိုးလင်းတာနဲ့ကိမ့်မုံဝယ်စားမယ်ကိမ့်မုံနဲ့ကော်ဖီတောင်းမယ်ဆိုတဲ့ရွာမျိုးမဟုတ်တဲ့အတွက်ပွဲမှာပဲပေါ့နော်ဒီစီဝါရဲ့အကြ ాయి မခံနိုင်ဘူးအဲ့တော့အဲသူ့အရက်ဒေတာနဲ့ live ဖက်ညီတဲ့ပညာရက်မျိုးလည်းဖြစ်ဖို့လိုတယ်အဲ့တော့ဒါဟိုကလည်းအဲတချို့ကအဲသားသမီးကအဲဒီဟာမျိုးကိုဟို မစင်စားမဆုံးဖြတ်တတ်ဘူး तू စိတ်ကူရမှ तू ဟိုဝါသနာတကယ်နှစ်နှစ်ကကအဲ deeply ဖြစ်ချင်မှဖြစ်မယ်ဗျာ तू က तू ရုပ်ရှင်တကားကြည့်လိုက်ပြီဒီရုပ်ရှင်ကဇက်ကြောင်ကြွေတာမျိုးမင်းသမီးကြွေတာမျိုးမင်းသားနေရငါသားဆိုရင်စသဖြင့်သူတာမျိုးတွေစိတ်ကူးရင်ပြီးတော့အဲဒီဒီတင်တဲ့တစ်ခုဒီဘာသာတစ်ခုသူဟိုခဏတစ်ဖြုတ်သူစိတ်ဝင်စားသွားတဲ့အခါမှာသူဝါသနာပါတယ်လို့ထင်တာမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တာပဲဘောနော်တစ်ခါတလေကြလို့ရှိရင်အဲကိုတာသမီးကိုခလေးကအဲသူတို့ကိုသူတို့ဘယ်ဟာကို ဘေဘာသာရက်ကိုယူရမယ်မသိဘူးဆိုတော့အခါကြာလို့ရှင်အဲအုတ်ထိန်သူမိဘတွေပတ်ဝန်းကျင်အနေနဲ့အဲ guideline ကောင်းကောင်းလေးပေးနိုင်ဖို့လှူတယ်ဗောနော် guideline ဆိုတဲ့အချိန်မှာကိုပြောချင်တဲ့ဟာကိုသိထားတဲ့ဟာကိုပဲဇောင်းပေးပြောတာတက်ကိုသူဝါသနာပါတဲ့ဟာနဲ့အဲကိုသိထားတဲ့ဟာနဲ့ဖြစ်နိုင်ခြေရှိတဲ့ဟာနဲ့အဲအဲဆိုတော့သူသူဝါသနာပါတာကိုလည်းကျွန်တော်တို့ အရင်ဆုံးထည့်တွေ့ဖို့လိုတယ်ပေါ့နော်တချို့ဟာတွေမှာလည်းဟုတ်ပြီဒါကတော့မင်းဝါသနာပါဒဖြစ်တယ်အဲ့ဒါဆိုရင်ဒီနံပါတ်1နံပါတ်3ငါပြောတဲ့ဟာကိုမင်းတစ်ချက်နားထောင်ကြည့်ပါလား other option အနေနဲ့တခြား option ဘယ်နှခုထက်ရှိနိုင်လဲအဲဒါမျိုးတွေပေါ့အရက်ဒေတာကိုကြည့်ပြီးဟိုပါဖြစ်မှာလားခစ်အခြေအနေကိုကြည့်ပြီးတော့ဒီဘာသာရက်ကိုအဲသင်ပိုကောင်းမှာလားဒါမှမဟုတ်လို့ရှင်လဲဒီဘာသာရက်ကတော့လူနေတဲ့အတွက်တခခုဟိုပါပေါ့နော်ပညာရှင် source လိုပြီးဟေးဆိုရင်အဲ ဘယ်သူမှမရှိဘူးဒါမျိုးဆိုရင်ဒီအရေးတွက်နည်းနည်းလေးကအဲတက်ဆိုင်ရာနေပယ်မှာအတီးကဲဖြစ်နိုင်တယ်စသဖြင့်ဒါမျိုးတွေကိုကောင်းကောင်းအဲ clear instruction ပေးနိုင်ဖို့လို့ရပေါ့နော် clear message ပေးနိုင်ဖို့လို့ရဒီတော့မှသာတကယ်ကိုကြောင်းတက်ချင်တဲ့သူတွေတင်းတက်တက်ချင်တဲ့သူတွေဘာသာရတခုခုကိုတက်တက်လုံးသာအတွက်ယူချေရမယ့်သူတွေအတွက်လမ်းကြောင်းမလွဲသွားမှမမှားသွားမှပေါ့နော်အဲဒါမျိုးလိုအပ်ပါတယ်ကျွန်တော်တို့ဆိုရင်လည်းအဲအဲ့လိုမျိုးပဲ ဖေဟဝဒနာပါမန်တတိကျကျမသိခဲ့ဟိုလိုလိုဒီလိုလိုဟိုဟိုအတက်ရောက်လို့ရှိရင်ဟိုဟာဝါဒနာပါသလိုလိုဒီဘက်ဝင်ရင်ရောဒီဟာဝါဒနာပါသလိုလိုဖြစ်ခဲ့တယ်အဲအဲ့တော့အသက်ကြီးမှတိလိုက်တာဟာမဟုတ်ဘူးအဲ့ဒီတော့ငါဒါဝါဒနာပါခဲ့တာပါဒါကလည်းဒီခြေနေကြမှဒီလက်ရှိအတွေ့အကြုံနဲ့ကိုကြုံလာရတဲ့အခြေအနေမှာအဒီဟာဝါဒနာပါတယ်လို့ထင်ရောက်ထမဖြစ်နေတာလက်ဖြစ်ကောင်ဖြစ်နေနိုင်သေးတယ်ပေါ့နော် အဲ့ဒါကြောင့်မို့လို့ဘာသာရပ်တစ်ခုခုရွေးချယ်တော့မယ်ဆိုရင်ဒီခေတ်မှာအနည်းပညာတွေအရန်ထွန်းကားရတယ်ကျွန်တော်တို့ဆိုရှယ်မီဒီယာအရန်အဲထွန်းကားလာတဲ့အချိန်မှာကျွန်တော်တို့ဘာသိကျင်လဲကျွန်တော်တို့အကုန်ရှာလို့ရတယ်အကုန်ခောက်လို့ရတယ်ဗောနော် Google မှာခောက်လို့ရတယ်တခြား YouTube တို့ Facebook တို့ဒီဒီဒီအဲဆိုရှယ်ပလက်ဖောင်းတွေမှာလည်းကျွန်တော်တို့အဲကိုဝါသနာပါတဲ့ဘာသာရပ်ကိုသိကျင်တဲ့အချက်လက်တွေကိုကျွန်တော်တို့အကုန်ရှာဖွေလို့ရတယ်ဆိုတဲ့စီမှာကိုဝါသနာပါတဲ့ဟာကိုကျွန်တော်ဒီဇိုင်းမမဒီဇိုင်းမမရှာဖွေဖို့ဟို 調査အားထုတ်ဖို့မပြင်းကြပါနဲ့ပေါ့နော်အဲ့ဒီအတွက်ချိန်နဲ့မနှမျောကြပါနဲ့လို့ပြောချင်ပါတယ်သူ့ကို guideline ပေးမဲ့သူကလည်း guideline ပေးတယ်ဆိုတော့ကိုကသူ့ထက်ကိုပိုတိတယ်ပိုနားလေပြီးတော့ဖြစ်နိုင်ခြေတွေဖြစ်တန်ဆွမ်းတွေအဲအာသာချက်တွေအားနည်းချက်တွေကိုတိတိချာချာလေးရှင်းပြပေးနိုင်မှုလို့တယ်အဲ့ဒီအတွက်ကို guideline ပေးတဲ့သူကလည်းဘုဒ္ဓတကျွဲဝါနေဖို့လို့တယ်ပေါ့နော်အဲ့တော့အချိန်နဲ့ရရက်ကိုဖက်ဖက်ကသုံးသက်ပြီးတော့ဖြစ်နိုင်ခြေတွေကိုသိနေပေးနိုင်တဲ့သူမျိုးဖြစ်ရင်တော့ လူငယ်တွေအတွက်ပို့ပြီးတော့အကျိုးရှိတယ်ပို့တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုအဲဒီကနေ့ပြောချင်ပါတယ်အဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်